ကျေးဇူးပေးတာပြီကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါကုမုဒ္ဒရာအောင်ဘေရင်ဟော့စလန်ကန္နာကနေပြီးတော့၄ရက်စန္ဒရာ2025မှာ၁၀ရက်စန္ဒရာ2025တပတ်တွင်ဟောပြောပြီးတော့မှာဖြစ်ပါတယ်ကျေးဇူးပေးတာသမီးဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့တွေကြုံရတတ်တယ်လုပ်ငန်းအပြောင်းရွှေ့ဆိုတာအဝေးရောမပြောင်းရပါနဲ့နှိကတဲ့နေရာမျိုးတချို့ဆိုလို့ရှိရင်လုပ်ငန်းထွက်သွားတာမဟုတ်ဘဲနဲ့လက်ရှိခေါင်းကနေပြီးတော့တခြားခုံပေါ့နော်အခန်းပြောင်းတာတော့ဘာလို့လဲကြီးကောင်းဖြစ်နိုင်ပါတယ်အဲဒါမှမဟုတ်လေလုပ်ငန်းနေပြီးဒီလုပ်ငန်းနေပြီးတော့တခြားလုပ်တဲ့ နေရာဌာနတက်ပြောင်းရှိရမျိုးတွေကြုံနိုင်ပါတယ်ကြုံတတ်ပါတယ်ပေါ့နော်ကြီးခဲ့တကူညီမဆောင်ဘာဘာမှဖြစ်ပါတယ်အိုအေဂျင့်လုံကအွန်လိုင်းလုံကအုပ်လုံကအိုးလုံကနေလည်းကြိုးပြီးတဲ့ကာလဖြစ်ပါတယ်မိတ်ဆွေပေါင်းနဲ့ရောက်ဝရမိတ်ဆွေပေါင်းနဲ့နေရောက်လာတတ်ပါတယ်နောက်ခွဲခွာနေတဲ့မိတ်ဆွေပေါင်းနဲ့ပြန်လည်ပြီးရောဆက်တဲ့ရောက်လာနိုင်ပါတယ်ကပွဲစားလုပ်ငန်းတွေကျိုးပြီးမယ်ဖုန်းလုပ်ငန်းနဲ့ပတ်သက်ပြီးရောလေဟိုအကျိုးပြီးမှဖြစ်ပါလေဖုန်းရောင်းဆိုင်တွေလည်းကျိုးပြီးမှဖြစ်ပါလေနောက်တစ်ခုက ပညာရေးတွေလည်းကောင်းပါတယ်နော်ပညာရေးတွေလည်းကောင်းပါတယ်ငွေကန်တွေလည်းကောင်းပါတယ်ငွေငွေကြီးနဲ့ပတ်သက်ရောငွေကြီးလက်လက်ပတ်တွေပို့လာမှဖြစ်ပါတယ်ကားလုပ်ငန်းတွေကြောက်လုပ်ငန်းတွေအကျိုးပေးတဲ့ကလာဖြစ်တယ်ခရီးကန်နဲ့ပတ်သက်ပြီးခရီးဝေးသွားတတ်တယ်သွားလို့ရှိရင်လည်းကောင်းပါတယ်ဘာမှအန္တရာယ်မရှိပါဘူးနော်ခရီးဝေးရုပ်တရက်ကောက်ကောက်ငန်းသွားတတ်တယ်ကြံစီထားတဲ့ခီးလည်းအောင်မြင်မယ်ဗမျော်လေးမနဲ့သွားတဲ့ခီးလည်းအကျိုးပေးအောင်မြင်မှာဖြစ်ပါတယ်ဆက်ပစ္စည်းတွေအကျိုးပေးမှာဖြစ်ပါတယ်ဇာတ်ဆက်တန်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအကျိုးပေးအောင်မြင်မှာဖြစ်ပါတယ်အင်္ဂါနာတွေဖြစ်တဲ့စံစီစီစားကိစ္စတွေအကျိုးပေးအောင်မြင်တဲ့ကာလဖြစ်ပါတယ် နောက်လင်းလို့ကြနိုင်ငံကြအထင်ကလေးဖြစ်မယ်အထဲအထဲလေးတွေအထဲအထဲလေးနဲ့ပတ်သက်ပြီးတော့ရောင်းကုန်ရောင်းထွက်တာတွေရောင်းစွန်တာတွေပဲပေါ်ပါပါပေါ့နော်ပြန်ဝင်ပေါ်ပါပေါ့ပြန်မှားယူရတဲ့ကိစ္စတွေမှာတော့ဒီနေ့အထင်ကလေးကြုံမှာဖြစ်ပါတယ်အထဲအထဲလေးတွေအကြောင်းဆိုင်နဲ့ပတ်သက်ပြီးတော့အဝတ်ထည်နဲ့ပတ်သက်တဲ့ကိစ္စရတွေပေါ့နော်လူမွေးကိနေကောင်းပါလေတာသမီကျွေးလေကျိုးပေးပါလေတာသမီနဲ့ပတ်သက်ပြီးရောလေဝန်သားဆရာသင်စကားကြီးကြားနိုင်ပါလေလူငယ်နဲ့ပတ်သက်တဲ့အခြေအနေကောင်းပါလေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးရောလေကောင်းပါလေ အဲဒီတော့သတ္တဗိဒသမီးအများအနေနဲ့ကျမကြီးလည်းကောင်းပါတယ်မိခင်လည်းကျမကြီးကောင်းပါတယ်ဖခင်လည်းကျမကြီးကောင်းပါတယ်အဲဒီတော့ရရရာအနေနဲ့ဘာကြီးဆောင်းထားမှာဆိုလို့ရှိရင်ချောကလက်နော်ချောကလက် နှစ်ခုတော့မဟုတ်လေးခုအာဖရောက်လူပါနောက်တစ်ခုကအရောင်အားဖြင့်အဖြူရောင်ရဲ့အစင်းရောင်ရဲ့အချိုးပေးပါတယ်ခဏအားဖြင့်နှစ်လေးရှစ်အချိုးပေးပါတယ်အဖြူရောင်ရဲ့အစင်းရောင်ရဲ့အဝါရောင်ရဲ့အချိုးပါတယ်ခဏအားဖြင့်နှစ်လေးရှစ်အချိုးပေးပါတယ်တနင်္လာနေ့တို့ဗုဒ္ဓဟူးနေ့တို့ကသတ္တဗိဒသမီးများတွေနေ့တို့နေ့မြတ်ဖြစ်ရပါတယ် စေတပိတ်တာမျိုးအားလုံးစိတ်ချမ်းသာခြင်းပရိသတ်မခြင်းများပြည့်စုံကြပါစေခင်ဗျာတောက်ကြတာပြီကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကုမုဒ္ဒရာအောင်ပေတဲ့ဟောစရံကာဏကနေပြီးရော၄ရက်စန္ဒရ2025မှာ10ရက်စန္ဒရ2025တပတ်တွင်ဟောပြောပြသမှာဖြစ်ပါတယ်တောက်ကြတာပြီဟာအလောက်ကိုင်းနဲ့ပတ်သက်ပြီးရောလုပ်ငန်းပြောင်းရမလို့ရွှေ့ရမလို့မပြောင်းမရွှေ့ဖြစ်ပဲနဲ့ဒီတန်းဒီနေရာမှာပဲဆက်ပြီးရောဒီရှိနေမှာဖြစ်တယ် ပြောင်းမရှင်ဖို့မတိကြတဲ့အနေအထားမျိုးဖြစ်ပေါ်တတ်ပါတယ်နော်လုပ်ငန်းနဲ့အဟောင်းတွေလည်းပြန်ပြီးတော့အကျိုးပေးတဲ့ကလာတွေလည်းဖြစ်ပေါ်တတ်ပါတယ်ကြီးကဲတွေကိုညီမဆောင်မှုပေါ်မှာဖြစ်ပါတယ်အေဂျင့်လုပ်ငန်းဝန်ထမ်းလုပ်ငန်းအုပ်လုပ်ငန်းတွေအကျိုးပေးမှာဖြစ်ပါတယ်လုပ်ငန်းတူလုပ်ငန်းတူချိတိုင်းလည်းကောင်းပါတယ်လုံသစ်ကန်တီတွေလုံးမဆင်လည်းအဆင်ပြေပါတယ်အောင်မြင်ပါတယ်မိစေပေါင်းနဲ့ကိုညီမဆောင်မှုပေါ်မယ်မြေကိစ္စပွဲစားကိစ္စတွေအကျိုးပေးမယ်ညီတွေပါလို့မငေးရှိပါတယ်ဖုံးအရောင်းပဲကိစ္စတွေလည်းဖြစ်မှာဖြစ်ပါတယ်ပညာရေးလည်းကောင်းပါတယ်ပညာတို့ပညာစမ်းတွေလည်းရက်ရက်ပါတယ် နောက်တစ်ခါငွေကန်တွေရတော့ငွေထွက်ကလေးတွေနည်းနည်းလေးကျန်းနေပါလိမ့်မယ်ငွေထွက်ကလေးနည်းနည်းများလိမ့်မယ်ဒါပေမဲ့အဲ့ဒီငွေတွေပြန်ဝင်လာမှဖြစ်တယ်ကားလုံငန်းကြောက်လုံငန်းတွေလည်းကောင်းပါတယ်ကောင်းတော့ခီးသွားရတယ်နောက်တော့ခီးသွားလိုက်တဲ့အတွက်လည်းအဆင်ပြေမှုတွေအုံနောက်အညံတွေပွင့်လာလာမျိုးတွေစီးပွားရေးစိတ်ကွက်ပွင့်လာလာမျိုးတွေလည်းဖြစ်ပေါ်နိုင်ပါတယ်နောက်စီးပွားရေးအရန်ကောင်းတဲ့ကာလဖြစ်ပေါ်မှာဖြစ်ပါတယ်စီးပွားတိုးချတဲ့ကိစ္စတွေအထူးအားဖြင့်ဟိုဆက်ပစီနဲ့ပတ်သက်တဲ့ကိစ္စရေးရောင်းမဲ့အတွက်မဲ့ဆက်ပစီအရောင်းဝယ် နောက်တစ်ခုကဆန်ဆိုင်နေစီဆိုင်နေတက်စီဆိုင်နေစသဖြင့်အယောင်းဝယ်ကောင်းမှဖြစ်ပါတယ်အင်္ဂန္ဒာနေဖြစ်တဲ့စာစီစီစာဆက်ပြီးလုပ်ငန်းနဲ့ကြိုးပေးမယ်စာချုပ်ကိစ္စတွေကြိုးပေးမယ်ရာဝေးရဆက်ရွယ်ကောင်းနေရမယ်လူမှုကြနိုင်ငံကြတဲ့ပတ်သက်ပြီးတော့နည်းနည်းအထင်ကိုကြုံမယ်နော်အထက်ထက်လေးလုပ်ငန်းတွေနည်းနည်းလေးအဆင်မပြေမှုတွေများမယ်ဒါမျိုးတွေပြောချင်ပါတယ်လူမှုရေးကိနေတဲ့ပတ်ကောင်း90 90ပေါ့နော်တာသမီနဲ့ပတ်သက်ပြီးတော့စိုးရင်စားတော့မရှိဘူးဒါပေမဲ့လက်ရှိတာသမီနဲ့ပတ်သက်ပြီးတော့တစ်ခါတည်းမှာပြောပြော ဟောပြောမကောင်းတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်တယ်ပေါ့နော်။သာသမီနဲ့ပတ်သက်ပြီးစိတ်ညစ်စရာလေးအနှင်းငယ်ကျွန်းတတ်တယ်လို့ပြောချင်ပါတယ်။အဲဒီတော့လူမင်းနဲ့ပတ်သက်တဲ့အခြေအနေကိစ္စတွေမှာလည်းကွဲပွားနေတဲ့အခြေအနေပြန်ရောက်လာနိုင်ပါတယ်။အခြေအနေပတ်သက်ပြီးတော့လည်းဟိုအကောင်းကြီးမဟုတ်ဘူးဒါပေမဲ့အဆိုးအဆိုးရလုံးဝမရှိဘူးပေါ့နော်အဲ့တော့ကောင်းတဲ့ဆက်မှာပဲရှိတယ်လို့ဟောပြောပြပေးပါချင်ပါတယ်အခြေအနေပတ်သက်ပြီးတော့စိတ်တမ်းမကြတဲ့အနေအထားမျိုးအနေနဲ့ကြုံမှာပေါ့အရိယာပစနာနော် ်အိမ်တော်ရေးတွေညှိနှိုင်းရအညှိနှိုင်းရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်မယ်အိမ်တော်နဲ့ပတ်သက်ပြီးတော့ဗောနော်စေတဘောဒနှုတ်ရာတွေဖြစ်ပေါ်တတ်တယ်အဲဒီတော့တောက်ကြသားသမီးတွေပတ်သက်ပြီးတော့ကျမကြီးဗမာလို့ဆံမလို့ကျမကြီးကောင်းပါတယ်ကျမကြီးကောင်းပါတယ်အဲဒီတော့မိမိရဲ့စီးပွားရေးလုပ်ငန်းတွေအောင်မြင်တယ်ဆိုလို့ရှိရင်အိမ်မှာနိုင်ကြီးဒီမှာနိုင်ပြက်နေတာရက်နေလားအဲကြည့်ပါနိုင်ပြက်နေလို့ရှိရင်ပြင်မှာနိုင်ရက်တယ်လို့ရှိလို့ရှိရင်တကယ်တည်းပါအချိန်မမှန်အောင်ဆိုအချိန်တည်းပါဒါကိုပြောမှဖြစ်ပါတယ်နော်ထီဟောင်းနေဖနဟောင်းနေရှင်ဒီတစ်ပတ်တည်းမှာဆင့်ပြက်ပါလက်တွေပွန့်ပါလိမ့်မယ် အဲ့တော့လူငယ်နဲ့ပတ်သက်တဲ့အခြေအနေကောင်းတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးညှိနှိုင်းရကိစ္စတွေဖြစ်ပေါ်မယ်ကျမိုက်နဲ့ပတ်သက်ပြီးလည်းကောင်းတယ်မိခင်လည်းကျမိုက်ကြီးကောင်းပါတယ်ဖခင်လည်းကျမိုက်ကြီးကောင်းပါတယ်အဲ့တော့ရှရိယာအနေနဲ့ဘာကြီးဆွဲထားမယ်ဆိုလို့ရှင်ဒီဟာပေါ့နော်ဈီးပြော်ရီ၃ခွက်ဖျောက်လူပါဈီးပြော်ရီ၃ခွက်ဖျောက်လူပါလူပါဆွန်တော့မှာအရှောင်းအားဖြင့်ညီညိုရောင်ရဲ့အဝါရောင်ရဲ့အဖြူရောင်ရဲ့ကျိုးပေးပါတယ်ခဏအားဖြင့်၃၅ကျိုးပေးပါတယ်အင်္ဂါနေ့တို့စေတပရိနေ့တို့ဟာတောက်ကြတသိမြတ်တို့နေတို့နေမြတ်ပြဖြစ်ကြပါတယ် ကောက်ကြသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများပြီးဆုံးကြပါစေ။စနေသားသမီးကျွန်တော်ရဲ့မိစေများအားလုံးမင်္ဂလာပါ။ကုမုဒ္ဒရာအောင်ဗေဒင်ဟော့စလန်ကဏ္ဍကနေပြီးတော့၄ရက်စန္ဒရာ2025မှာ၁၀ရက်စန္ဒရာ2025တပတ်တွင်ဟောပြောပေးတော့မှာဖြစ်ပါလေ။အဲဒါဒီတပတ်ထဲမှာစနေသားသမီးနဲ့ပတ်သက်ပြီးရောအလောက်ကန်နဲ့ပတ်သက်ပြီးရောလုပ်ငန်းတက်လို့ချဲ့တဲ့ကိစ္စတွေမှာအနောက်ချက်တွေပေါ်ပေါက်ပါလိမ့်မယ်။လုပ်ငန်းတည်တည်ဆောက်လို့ရှင်လဲအနောက်ချက်တွေပေါ်ပေါက်လာပါလိမ့်မယ်လုပ်ငန်းအကောင်းွယ်ချိုးပေးမှာဖြစ်ပါတယ်နော် အလုံးလောရတာကအလုံးကဟောင်းလဲမလို့ချင်မဲ့လုံငန်းကိုရပ်ပြီးတော့တခြားလုံငန်းတစ်ဆလိုက်အနေထားမျိုးဖြစ်တတ်တယ်။အဲ့လိုလုံငန်းတစ်ဆလိုက်လို့ရှင်ပို့ပြီးရောဖျို့ဖျက်ဖြစ်သွားတတ်ပါလေ။နော်။အဲ့တော့ကြီးကဲတို့တစ်ခွပေးတာမျိုးလေကျွန်တော်တဲ့ကုညီမဲတို့လည်းပေါပေါတိုင်ပါလေ။အေဂျင့်လုံငန်းအဝန်လဲလုံငန်းအုပ်လုံငန်းနေကောင်းပါလေ။အိုးနဲ့ပတ်သက်တဲ့လုံငန်းအလုပ်ကိစ္စတွေကောင်းပါလေ။နော်။နောက်တစ်ခုကလူမွေးကိန်းတွေချိုးပေးမယ်။လူမွေးကုညီမဆောက်ပေါ်မယ်။သာသမီချိုးပြုတ်မယ်။ ောက်တစ်ခုကအများနဲ့ပတ်သက်တဲ့လုပ်ငန်းတွေချိုးပြီးအောင်မြင်မှာဖြစ်ပါတယ်။နောက်အောက်လက်ငရားတွေချိုးပြီးမယ်။နောက်တစ်ခုကလူမျိုးချနိုင်ငံခြားကိစ္စရပ်တွေကောင်းတဲ့အထည်အထည်လေးအကြောင်းဆိုင်တွေချိုးပြီးအောင်မြင်မှာဖြစ်ပါတယ်။ဒီဇိုင်နာလုပ်ငန်းတွေလည်းချိုးပြီးအောင်မြင်မှာဖြစ်ပါတယ်။နောက်တစ်ခုကဒီဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေချိုးပြီးမယ်။ဆက်ပဲကောင်းတွေပါလေရောက်လာမှာဖြစ်ပါတယ်။ဒီဇိုင်နာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်လက်မလျောင်လောက်ရတဲ့အနေအထားမျိုးတွေ၊အော်ဒါတွေအားရတဲ့အနေအထားမျိုးတွေလည်းဖြစ်ပေါ်မှာဖြစ်ပါတယ် အဆရာဝရီအဆက်သက်ကောင်းနေရရှိသလိုနောက်တစ်ခုအင်္ဂါနန်နေဖြစ်တဲ့ဆန်စီစေစာဆက်ပစီဒီနန်နေအကျိုးပေးတဲ့ကာလလည်းဖြစ်ပါတယ်စီပွားနဲ့ပတ်သက်ပြီးတော့သူနည်းတွေ့နေတူစီပွားအချင်းနေကောင်းလာအောင်တိုးတက်လာအောင်ပဲအောင်မြင်လာအောင်မှာဖြစ်ပါတယ်နောက်တစ်ခုကခီးရလောတော့ခဲမတော့ခဲပုံစံမဖြစ်တတ်တယ်ခီးသွမ်းကောင်းမလားမသွမ်းကောင်းမလားဆိုတော့သူလိုသူလိုဖြစ်တတ်တယ်အကယ်၍ခီးရသွားမယ်ကိစ္စတွေမှာဆိုရင်နည်းအနေထားမနေမသွားခဲ့မှာခရက်ဆိုရင်ကြောင်းကြမှုတွေဖြစ်ပေါ်ဖြစ်ပေါ်တတ်တယ်ပေါ့နော် အဲ့တော့ခေးသွားခြင်းနဲ့အဲအကြောင်းဟိုအရာလေးပေါ်ပေါက်တဲ့အခါမှာเนาะဟိုဟွာပေါ့เนาะကျွန်တော်တို့ဒီဒီဟွာပေါ့ဒုတ်ချောင်းလေးတွေဒုတ်ချောင်းလေးတွေဟွာပေါ့၄၅ချောင်းလောက်ဖြစ်ဖြစ်ပေါ့เนาะဟိုကိုကကိုဟိုအတူအစီပုံစံမျိုးညက်ပြတက်ထက်မှဆုတ်ပါအကယ်၍ခီးသွားတဲ့မသွားတဲ့ဆိုတာသိကျင်တဲ့ဆိုလို့ရှင်အဲ့ဒီဒေါချောင်းလေးတစ်ချောင်းကိုဆွဲထုတ်လိုက်ပါရှိတဲ့ဒေါချောင်းဖြစ်လို့ရှင်ခီးတိကျပေါက်သွားအောင်ကြမှာရှိပါတယ်အကယ်၍ တို့ချောကတိုးဆုံးဖြစ်နေတယ်ဆိုလို့ရှိရင်တော့မသွားတာအကောင်းဆုံးမဖြစ်ပါလေနော်ဒါကကိုယ့်ရဲ့ကတ္တမာကိုကိုယ့်ရဲ့ကိုကိုကိုနိကုကနေကိုကန်ဆန်းလိုက်တဲ့နည်းတစ်ခုဖြစ်ပါလေနော်အဲနောက်တစ်ခုကဒီမွေကြီးချင်းနဲ့ပတ်သက်တဲ့ကိစ္စကြတဲ့ငွေထွက်တွေမြတ်တဲ့ငွေလင်ခံတတ်တယ်နော်အဲ့တော့ကားလုံးကကြောက်လုံးကနေစိကွက်ပြတ်တာမျိုးတွေဖြစ်တတ်တယ် မိတ်ဆွေပေါင်းနဲ့ဒုက္ခပိတတဲ့ရှင်နေသူမိတ်ဆွေပေါင်းနဲ့ညာကိုဒုက္ခပိတတဲ့ပေါ့နော်တစ္ဆာဖတာမျိုးကြောရတဲ့အမျိုးသမီးအနောက်ရှိတဲ့ကြောရတတ်တယ်နော်အဲဒီတော့ဒီမြေနဲ့ပတ်သက်ပြီးတော့စကားများတာဖုံးနဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်တာဒါမျိုးတွေကြောရတတ်ပါတယ်ပွဲစားနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေများနေတတ်ပါတယ်အဲဒါကလူငယ်နဲ့ပတ်သက်တဲ့အခြေအနေနဲ့ပတ်သက်လို့ရှင်လမ်းခေါ်ရတဲ့အနေအထားမျိုးတွေအဆင်မပြေတဲ့အနေအထားမျိုးတွေဒီတစ်ပတ်ထဲမှာဖြစ်ပေါ်တတ်ပါတယ်နော်အဲဒါကအိမ်တိုင်းနဲ့ပတ်သက်တဲ့ကိစ္စရတွေအောင်ချိုးပေးတယ်အိမ်တိုင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ် စနေသားသမီးများအနေနဲ့ချက်မှတ်ရကောင်းပါတယ်စနေသားသမီးကဒီဘက်ထက်မှာကိုယ့်အတွက်ကိုယ်ပဲအားကိုးဆိုင်ပြီးကိုယ့်ဟာကိုယ်လော့ပါပါတယ်ခုနတူတူပါးကြားဝန်တာမြေကိစ္စဝင်လို့ပြရမိစေပေါင်းတွေတော့ဝင်လို့ပြရဆိုလို့ရှိရင်နည်းနည်းအဆင်မပြေမှုတွေများတတ်တယ်လို့ပြောချင်ပါတယ်နော်အဲ့အလေးတွေရှောင်ချဖို့လိုအပ်ပါတယ်အဲ့တော့ဒီမိခင်ကျမကြီးညက်တတ်တယ်မိခင်ကျမကြီးညက်တတ်ပါတယ်နော်အကျောင်းနဲ့ပတ်သက်တာကျမကြီးညက်တတ်တယ်ဖခင်ကျမကြီးကောင်းပါတယ်အဲ့တော့ယရိယာအနေနဲ့ဘာကြီးဆောင်ရထားမယ်ဆိုလို့ရှိရင် ုံးသီးစိတ်73စိတ်ဖျောက်လူပါလူပါဆိုတော့မှာနော်အကြောင်းအားဖြင့်အနေရောက်နေညူရောက်အချိုးပြပါတယ်ကဏ္ဍအားဖြင့်တက်ကဲ3ရဲ့အချိုးပြပါတယ်နောက်တနင်းငွေနေ့တို့အင်္ဂါနေ့တို့ဟာစနေသားပြည့်မြတ်တွေနေထူးနေမြတ်ဖြစ်ကြပါတယ်စနေသားပြည့်မြတ်အားလုံးစိတ်ချမ်းသာခြင်းကိုကြမ်းမှခြင်းများပြည့်စုံကြပါစေခင်ဗျာ